အားသာဝါနာရှင်ညီကောင်မများလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာ။နိုဝင်ဘာလ26ရက်နေ့နောက်ဆုံးရအာဆင်မနက်ခင်းသတင်း၄ပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်။ YouTube Facebook TikTok ကကြည့်ရှုသူများလုံးပဲမင်္ဂလာပါခင်ဗျာ။မမေ့နဲ့တော့ဒီနေ့ညမှာအာဆင်နဲ့တင်ပွဲစဉ်ရှိပါတယ်။ ပထမဆုံးလေးနှစ်ပုတ်ကိုတော့ Randy Lasport ဖော်ပြထားတဲ့ Keenan Reed သတင်းတွေပဲစလိုက်အောင်ကျွန်တော်မကြာခဏဖော်ပြလေးရှိတဲ့တိုက်စစ်ကစားသမားတဦးပေါ့လေလက်ရှိချိန်မှာတော့ကျွန်တော်ဆိုးနှစ်ခုကနေဖော်ပြပြပြီးမယ်ပထမဆိုးကတော့ Randy Lasport ရဲ့အဆိုအရဒုတိယဆိုးကကျတော့ YouTube မှာ PP ဆိုးတို့မှလို့ဖော်ပြသွားတာပြောဆိုသွားတာပေါ့လေအဲ့တော့ပထမဆိုးအရဆိုရင်တော့ Randy Lasport ရဲ့အဆိုအရ Andre Barda ကိုယ်တိုင်ဒီကစားသမားကိုစောင့်ကြည့်မှုကြီးလုပ်နေတယ် အရေးသွင်းမြင့်ခုံနိုင်ကြီးရှိဈေးကွက်တန်ကြီးရလဲအတင်းရဘတ်ဂျက်တက်နိုင်တဲ့ကစားသမားစင်းထဲမှာအန်ဒရီပါတာကထည့်သွင်းထားပြီးတော့အနီးကပ်စောင့်ကြည့်မှုတွေလုပ်နေဆိုပြီးတော့ရန်တီလာစပော့ကဖော်ပြသွားတယ်။ဒါကြောင့်မို့ကောလာဟာလာလီထွက်ချင်တိုင်းထွက်တဲ့ဆိုပြီးမဲ့လဲအန်ဒရီပါတာစောင့်ကြည့်နေပြီဆိုလို့ရှိရင်တော့အနေနဲ့အများကျွန်တော်တို့မျှော်လင့်လို့ရတယ်။50 50အနေဒါလောက်ကြီးမျှော်လင့်လို့ရတယ်ဆိုပြီးကျွန်တော်တို့သုံးသပ်လို့ရတယ်။ဒါကြောင့်မို့ရန်တီလာစပော့ရဲ့အဆိုအရအာဆင်နယ်တို့ကဒီကစားသမားကိုတကယ်စိတ်ဝင်စားနေရဆိုတဲ့အစီအမျိုးတော့တွေ့လာရတယ်။နောက်ထပ်ဆိုးတစ်ခုကကြတော့ဖီဘီဆိုရိုမာလို YouTube မှာပြောသွားတာ။ မကြသိမိရံများတွင်ကီနန်ရီဒီနဲ့ပတ်သက်ပြီးတော့အာဆင်နယ်နဲ့ဂျော်မန်တဲတို့ကြားမှာတူရင်မှာတွဲဆုံဆွေးနွေးမှုတွေရှိခဲ့တာကျွန်တော်သိပါတယ်ကျွန်တော်သိရသလောက်တော့အာဆင်နယ်ကကီနန်ရီဒီတဲ့ဆိဆက်ညှိနှိုင်းမှုစတင်တဲ့အဆင့်တော့မရောက်သေးဘူးဂျူဘင်တက်ကတတန်းတိုးဖို့လှုပ်ဆောင်နေတယ်ငွေကြေးဆိုင်ရာညှိနှိုင်းမှုတွေရှိနေစေဖြစ်ပေမဲ့ဂျူဘင်တက်ကတော့ဒီကစားမောက်ဆက်လက်ထိန်းသိမ်းထားလို့တယ်ပရီးမီးယားလိရဲ့ရန်ကာဝင်နိုင်မှုအတွက်2026တည်းမှာတက်တန်းတိုးနိုင်မှုသူတို့ကကြိုးစားနေကြတယ်။ကီနန်ရီဒီတယောက်မဝေးတော့တဲ့ကာလမှာ ရီးမားလိမှာရောက်သွားနိုင်ခြေရှိလားဆိုတဲ့မေးခွန်းလေးကိုဖြေရမယ်ဆိုတော့ရောက်သွားနိုင်ပါတယ်ဒါပေမဲ့လက်ရှိချိန်မှာကစားမောက်တက်တန်းတို့ပျက်စင်နေတဲ့ဂျူဗင်တက်အသင်းကိုလည်းကျွန်တော်တို့လေးစားမှုပေးရပါလိမ့်မယ်ဆိုပြီးတော့ဖေဘီဆိုရိုမာနိုက YouTube မှာပြောပါတယ်ဖေဘီဆိုရိုမာနိုပြောသွားတဲ့အရာတွေကိုအချင်းချုပ်လိုက်မယ်ဆိုရင်တော့ဂျူဗင်တက်ရဲ့ဒီစားမောက်တက်တန်းတိုးခြင်းနဲ့ကစားသမားလည်းပရီးမားလိလိုမျိုးကြော်ကြားတဲ့လီးတစ်ခုကိုတွားရောက်ပြီးကစားခြင်းနဲ့စိတ်အနေများတော့ရှိတယ်အာဆင်နယ်နဲ့ဂျော်မန်တို့ကြားမှာဆွေးနွေးခဲ့တာရှိမယ်ကစားသမားနဲ့ပတ်သက်ပြီးအရန်ကြီးတော့ ထဲထဲဝင်ဆွေးနွေးတဲ့အဆင့်မရောက်သေးဘူးဆိုပြီးသူကသုံးသက်သွားတယ်အဲ့တော့ဒီချက်လက်တွေကိုကြည့်လိုက်မယ်ဆိုရင်အာဆီနီကဒီကစားမောက်စိတ်ဝင်စားရဲဆိုတာကောက်ချက်ချလို့ရတယ်။ကစားသမားနဲ့ပတ်သက်ပြီးထဲထဲဝင်မလောက်ရသေးပေမဲ့ကနအူးဆွေးနွေးမှုတချို့ဂျောမန်တန်တက်လောက်ခဲ့တယ်ဆိုတာကိုလည်းကျွန်တော်တွေ့ရတယ်။ဒီကစားသမားနဲ့ပတ်သက်ပြီးအန်ဒရီဘာတာစောင့်ကြည့်နေဆိုအချက်ကိုတွေ့ရတယ်။ဘာပဲပြောပြောပါအာဆီနီနေနဲ့ quality မြင့်ကစားသမားတွေနောက်ပိုင်းတောက်လျှောက်စောင့်ကြည့်လာတယ်။ကျွန်တော်မှတ်မိပါသေးတယ်။ ကျွန်တော်တို့ချန်ပီယံလိဝင်ဝင်ထူးသဖြင့်ဥရောပဝင်တကူရဖို့ကြိုးစားတဲ့အချိန်မှာကစားသမားကောင်းတွေကျွန်တော်တန်းခေါ်လို့မရဘူးတချို့ကစားသမားဆိုကျွန်တော်တို့ငင်းခဲ့တာရှိတယ်လက်ရှိအချိန်ကြီးကကျွန်တော်မမေးသေးဘူးအဲ့လိုကစားသမားတွေအဲ့တော့ဒီအချိန်မှာကောင်းမေညို့မေဆိုတဲ့ကစားသမားတွေခေါ်လို့ရပြီဆိုတဲ့အချိန်မှာအသင်းကိုပို့ပြီးကောင်းအောင်ကျွန်တော်ကမြင့်တင်ရမှာတချို့အသင်းမှာ quality တန်းနဲ့ကစားသမားတွေပွဲသိမ့်မကစားတဲ့ကစားသမားတွေရှိတယ်ဒါပေမဲ့ကျွန်တော်တို့က အတင်းကတိုင်းတာတစ်ခုထိကောင်းသွားပြီဆိုရင်အဲ့ဒါထက်ပိုပြီးကောင်းတဲ့ used to ဖြစ်တဲ့ upgrade ဖြစ်တဲ့ကစားသမားတွေကျွန်တော်ကထပ်ပြီးသုံးလို့ရအောင်မယ်အတင်းရဲ့ဒီယာတီမှာ major flaw တစ်ခုကိုယာသွားခဲ့ရင်လာမယ့်ယာတီချန်ပီယံလိဝင်ဝင်လည်းထပ်ပြီးယာထားတယ်ဆိုရင်အတင်းကလာမယ့်တွေမှာစိတ်လုံရှောက်ဖွဲ့ရ quality player တွေထပ်ပြီးဖြည့်လို့ရမယ်အခုဆိုလို့ရှိရင်တော့ transfer map က u 85တန်တန်ကြီးရှိတယ်ဒါပေမဲ့ kinan rating နဲ့ပတ်သက်ပြီး jubin တက်ကလုံးဝမယောင်းချင်ဘူး 2029ခုနှစ်စာချုပ်ရှိရမှိုင်မဲ့2031ခုနှစ်ထောက်တိသူတို့ကဆက်ပြီးတော့တက်တန်းတိုးကျင်တာကျွန်တော်ကြားတဲ့ report တွေကဆိုရင်တန်း130တန်း130လို့မဖြစ်နိုင်လောက်တဲ့မြန်မာတဲ့ပြောင်းရွှေ့ကြည့်ရမှာပဲဒီစားမောက်သူတို့ကထုံယုံကျင်ဆိုပြီး report တွေကကြားသိရတယ်အဲ့တော့ Kinan Reddit ရဲ့ခြေစွမ်းကိုသွားကြည့်လိုက်မယ်ဆိုရင်အားလုံးကလူချင်းစရာကြီးပဲအသက်ကလည်း20ပဲရှိသေးတယ်တူရကီတာစာကျုပ်က2029ခုနှစ်ကျန်နာမိန်မြေဒီရသည်မှာကျူပင်းတဲ့အသင်းအတွက်ပြိုင်ပွဲသုံး15ပွဲမှာ14ပွဲထိပွဲထတာပြီး3ဂိုးသွင်း၄လုံးဖိုင်ထားတယ် မနစ်ကခြေစွမ်းရဆိုလို့ရှိရင်လည်း52ပွဲမှာ79သုံးပြီး9လုံးဖိုင်ထားတယ်။ဂျူပင်တဲ့အသင်းအတွက်စုစုပေါင်း69ပဲသူကစားခဲ့ပြီးသွားပြီ။အဲ့ဒီမှာ19ကိုသွင်း15လုံးဖန်ပြီးဝါကတ်6ကတ်နဲ့အနီကတ်တကတ်ထိထားတဲ့ဂိမ်းမီတစ်ပေါင်း9900နီးပါးကစားထားတယ်။အဲ့လိုကစားသမားကိုအသက်ကလည်းငယ်ကုန်ရှိသေးတယ်။ပြီးတော့လည်းပရီးမီးယားလိကစားဟမှာအဆင်ပြေနိုင်လောက်တဲ့ဆိုတဲ့ data တွက်တဲ့အချက်လက်တွေရဇင်းနှုံးမြန်မာမှာမှိုက်မဲ့အာဆင်နယ်အသင်းတာဝန်ရှိသူကဆွဲဆောင်နိုင်လိမ့်မယ်လို့ယုံကြည်ထားဆိုပြီးတော်တော်များ report တွေကဖော်ပြထားတယ်။လက်ရှိချိန်ကြီးရောအာဆင်နယ်ကိုဒီစားမရောက်လာနိုင်ခြေက 50 50အနေထားမှာပဲရှိပါသေးတယ်။ဒုတိယနောက်သတင်းတစ်ပုဒ်ကတော့ဖော်ပေါ်တော့လန်ဒန်ရဲ့အဆိုအရလာမယ့်စောင်းစည်းကွက်မှာအန်တွန်စီမီညိုလူပွဲတွေကိုအာဆင်နယ်ကဝင်ရောက်နိုင်ခြင်းမရှိဘူးဆိုပြီးတော့ဖော်ပေါ်တော့လန်ဒန်ကဖော်ပြထားပါတယ်။ဒီဇင်ဘာနဲ့ဇန်နဝါရီတွင်အသင်းမှာကြီးကြီးမားမားဒဏ်ရာတွေမကြုံခဲ့ရဘူးဆိုလို့ရှိရင်အာဆင်နယ်ကဒီစောင်းစည်းကွက်ကိုလည်းရှိက200တီစောင်းစည်းကွက်တွေလိုပဲငွေတွေပြမမသုံးဘဲနဲ့ຫນွေစည်းကွက်ထိစောင့်မျှော်သွားနိုင်ခြင်းရှိဆိုပြီးသူတို့ကသုံးသပ်ထားတယ် ွေမာသာစိတ်ကြိုက်နေရာတွေအတွက်ဖြည့်တင်းဖို့အတွက်တွန်းအားပေးလှုံ့ဆောင်သွားမယ်။စောင်းစည်းကွက်လိုနေရာမျိုးမှာအလောတလင်နဲ့ပရီမီယံကြီးပေးပြီးတော့ငွေကုန်ကြေးကျခံပြီးရောဟိုတက်တုပ်ရိုက်အားဖြစ်မှုတွေလုတ်ဖွဲ့မရှိဆိုပြီးဖော်ပေါ်တော့လန်ဒန်ဖော်ပြသွားတယ်။ဒီနေရာမှာသူတို့တုံးတုံးသွားတဲ့ အရေးကြီး injury တွေမဖြစ်ဘူးဆိုရင်ဆိုတာမျိုးကတနည်းအောင်နှစ်ယောက်အထူးသဖြင့်များကျွန်တော်တို့ Martinelli ရှိတယ် Trossard ရှိတယ် Martinelli နိုင်မဲ့ Trossard ရှိတယ်ဆိုအဆင်ပြေတယ် Martinelli ရော Trossard ကိုနားတဲ့ချိန်ကျရင်တော့ quality မြင့်ဘယ်ဘယ်ချမ်းတက်စစ်တောင်းမှတူဖြစ်မယ်ဆိုတဲ့ပုံစံမျိုးသူတို့ကရေးသားထားတာဒါပေမဲ့ Arsenal အသင်းမှာအားနည်းနေရကတိုက်စစ်ပိုင်းဘယ်ဘယ်ချမ်းတောင်းမှဆိုပေမဲ့အခု Aidala ထက်မှာသုံးလို့ရတဲ့ player ၄ဦးရှိတယ် ရာတီဆာတော့အစည်းကိုအဲ့ညမှာစမ်းသက်သုံးခဲ့တယ်။အခုမန်တူကီပြန်လာတဲ့အခါမှာလည်းအဲ့ညမှာထည့်ပြီးသုံးတာတွေ့ရတယ်။မာတီနယ်လီကိုလည်းဒဏ်ရာနေပြန်လဲတက်တာလိုက်ထရော့ဆက်အရင်ဖြစ်သုံးလို့ရတယ်။ထရော့ဆက်ကတော့ဖတ်လိုက်နဲ့ကစားလမ။အဲ့ကြောင့်အာဆင်နယ်မှာဘယ်ဘက်ချက်မှာအဲ့ကစားမ၄ဦးထိသုံးလို့ရလို့ညာဘက်ချက်မှာစာကာနဲ့မန်တူကီလည်းသုံးလို့ရတယ်။ဒါကအိုက်တာရဲ့အာဆင်နယ်အသင်းကစကွတ်တက်ရတော်တော်လေး strong ဖြစ်တယ်။ rotation လှည့်ပြီးသုံးလို့ရတော့ကျွန်တော်တွေ့မြင်ရတယ်။အရေးကြီးလူမျိုးဆိုတာအဲ့ဒါပြီးတော့ CF တော့အလုံးနားနေဆိုပေမဲ့ main ကိုကျွန်တော်သုံးလို့ရသလိုစောင်းစည်းကွက်မတိုင်မှာဂျေဆုကော ယောဂရက်ကိုပြန်လာနိုင်တယ်။ခိုင်ရန်ဘက်ကတော့ဆောင်းစည်းကွက်အစလုံးမှနေပြန်လာတဲ့အနေဒါရှိရဲ။ဒါကြောင့်မို့အာဆင်နယ်တင်းကကြီးတော့တာဒဏ်ရာကစားသမားတွေများပြီမဲ့ရှိတဲ့ squad ကတောက်ရင်းနာဖြစ်တဲ့နိုင်ပွေတချို့ပုံဖော်နိုင်တယ်ဗောလေ။ကြံခဲ့တဲ့စောင်းစည်းကွက်နှစ်ခုမှာငွေလူမဖြစ်ခဲ့ဘူးဒါပေမဲ့ဟိုးရှိတရာဒီ2023စောင်းစည်းကွက်မှာအာဆင်နယ်ကလူ3ယောက်ဖြစ်ခဲ့တယ်ထရော့ဆက်ကို EU 24တန်းနဲ့ Brighton Sea ကဝယ်တယ် ခီဗီယိုကိုစပက်စီယာနေပြီးယူကို16တန်းနဲ့ဝယ်တယ်။ဂျော်ဂျင်ညိုကိုချက်စီးစီယာနေယူကို17.3တန်းနဲ့ဝယ်ခဲ့တယ်။အဲ့3ဦးဖြစ်ခဲ့တယ်။အဲ့3ဦးထဲမှာဆိုရင်လည်းခီဗီယိုကအတင်းရထွက်ခွာသွားတော့ဂျော်ဂျင်ကလည်းထွက်ခွာသွားပြီ။အခု trosset တောက်တော့ရှိသေးတယ်။ signing နဲ့မလုပ်ခဲ့ဘူးလို့ပြောလို့ရတယ်ဗောလေ။အဲကြောင့်မို့ကြံခဲ့တဲ့စောင်းစည်းကွက်တစ်ခုမှလည်းငွေလုံးဝမတုံးခဲ့ဘဲနဲ့ຫນွေကြတော့မှပဲ share တုံးခဲ့တာကြည့်ရင်အာဆင်နယ်အနေနဲ့လာမယ့်စောင်းစည်းကွက်မှာလည်းငြိမ်သက်နိုင်ပွဲရှိနေပါတယ်။တတိယနောက်သတင်းတစ်ပုဒ်ကတော့ဒီနေ့ညသကောင်ရံ နှစ်နာရီခွဲ AM ချိန်မှာအာဆင်နယ်ကဘိုင်ယန်မြူးနစ်ကိုကိုယ်ဝင်ဝင်အမရိတ်မှာအက်ခံပြီးကစားသွားမှာပါအဲ့ပွဲနဲ့ပတ်သက်ပြီးကင်တိုမဲ့ကွင်းလန်တိုင်းရဲ့နာမည်ကိုသိရပါပြီကွင်းလန်တိုင်းတော့အသက်42နှစ်ရဲ့အီတလီသားမာကိုဂွီဒါမာဂိုဂွီဒါကဒီအာတီချန်ပီယံလိမှာ၃ပွဲကင်တွယ်ထားတယ်လီဖက်ပွဲစဉ်တွေပေါ့လေလက်ရှိမှာလည်းဒီအမှတ်ပေးပွဲစဉ်တွေပဲကင်ရသေးတဲ့အခြေကိုချန်ပီယံလိရဲ့စီမင်းသစ်အရဆိုရင်တော့လီဖက်ပွဲစဉ်အမှတ်ပေးစရာရည်တည်မှုအရာ၈ပွဲစီကင်ရတယ်အဲ့ဒီအနေထားမှာဆိုလို့ရှိရင်တော့သူကင်တွယ်ခဲ့တဲ့၃ပွဲမှာမိုနာကိုနဲ့ စပါဇီးစီးကြခဲ့တဲ့ပွဲစဉ်မှာအဝါကတ်တကက်ပြတယ်ဇီးစီးတေကြခဲ့တဲ့အပွဲကနောက်တစ်ခုကတော့အယ်မာတီနဲ့ဒီရီယယ်မက်ဒရစ်နဲ့ရီယယ်က၅ခုပြတ်နိုင်တဲ့ပွဲစဉ်မှာအဝါကတ်နှစ်ကက်ပြတယ်ဖရန်ဖက်နဲ့ဂလာဒါစီ၅ခုတခုနဲ့ဖရန်ဖက်နိုင်တဲ့ပွဲစဉ်မှာအဝါကတ်တကက်ပြတယ်ဒါကြောင့်မို့ဒီ၃ပွဲသူကင်တွယ်ခဲ့ပြီးအချိန်မှာအဝါကတ်ဆရာသမား၄ကက်ပဲပြတာအနီလုံးဝမပြထားဘူး အဲ့ဒီချက်လက်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့အာဆင်နယ်နဲ့ဘိုင်မြူနစ်အသင်ပွဲစဉ်မှာလည်းအဝါကတ်တီအင်ဒီကတ်တီအများကြီးပြပွဲတော့မရှိဘူးပွဲကိုထိန်းတဲ့ဒိုင်ရီရဲ့တယောက်ဖြစ်ကျွန်တော်တွေးမြင်ရတယ်အာဆင်နယ်ကနောက်ဆုံးကန်ခဲ့တဲ့၄ပွဲမှာဆိုရင်ပေးကိုလုံးဝမရှိဘူးအတလက်တစ်ဘီဘာကိုအဝေးကွင်းမှာ Z2 2Z နဲ့ Olympia ကိုထပ်နိုင်တယ်ကိုယ့်အင်ကွင်းမှာ 4Z နဲ့ Atletico Madrid ကိုကိုယ့်အင်ကွင်းမှာထပ်နိုင်တယ် Slavia Prague ကိုအဝေးကွင်းမှာ Z3 ရနိုင်တယ်ဒီချက်လက်ကိုကြည့်ရင် Arsenal ဒီရသည့် Champions League မှာတသင်းနဲ့တော့ပေးကိုမရှိတဲ့အသင်းဖြစ်ရှိတယ် အဆင့်1မှာရှိမယ်အဆင့်1ကသူနဲ့ယာနှုတ်ပြင်နိုင်ပွဲတူထားတဲ့ဘိုင်မြူနစ်ကတော့တွင်းကိုများတဲ့အတွက်အဆင့်1ရောက်နေကြပါလေဒီနေ့ညမှာတော့ကြားနေစဉ်လေပြင်းမှာတွေ့ပြီလို့ပြောလို့ရတယ်ကျွန်တော်တို့က2023 2024ချန်ပီယံလိဘောလုံးရာဒီမှာ quarter final မှာဘိုင်မြူနစ်နဲ့တွေ့ဆုံခဲ့တယ်ကိုယ့်အင်ကိုမှာတူတူတည်ကြတယ်အဝေးကွင်းမှာတော့ ဝမ်းစီးနဲ့ရှုံးပြီးကျွန်တော်တို့ quarter fight နဲ့လှည့်ပြန်ခဲ့အဲ့ဒီကျွေးကိုကျွန်တော်တို့ခြေအောင်ဆက်နိုင်မလားဒါမှမဟုတ်ကျွေးပဲထတ်တယ်မလားနှစ်သိန်းကြားမှာတရေတမတ်ခွဲပြီးယူသွားမလားဆိုတော့စောင့်ကြည့်သွားမယ်အာဆီနယ်နဲ့ဒီပွဲပြီးသွားရင်လည်းလန်ဒန်ဒါဘီအဖြစ်ချက်စီးနဲ့ကမ်းမှာရှိတဲ့အတွက်ဒီပွဲစမှာအင်ပြည့်အပြည့်တုံးသွားမလားနောက်ပွဲ trust stamina ချန်ပြီးပပနဲ့နဲ့ဆော့သွားမလားစောင့်ကြည့်သွားတော့မှာပါ ဘောလုံးမွေးနဲ့ပတ်သက်ပြီးတော့ဒါစီးပွားဖြစ်ပြောင်းဖြစ်ကစားကြံဆိုတော့ဘိုင်ဘာဖုန်းတုံညာကို6 6 6 6 3တုံညာ3တိန်နံပါတ်တုံညာကို9 9 3 ground နေရာတို့မှာဆက်သွယ်ချိတ်ဆက်ပြီးကစားလို့ရပါတယ်။ဘယ်မှာပဲဆော့ဆော့ပါဘောလုံးမွေးနဲ့ပတ်သက်ပြီးစိတ်ချခြင်းနဲ့ကိုထုတ်စီမှာပဲအကောင့်ဖွင့်ကြတော့အားလုံးကိုနှွေးထွေးကြူဆိုပါတယ်။မဆော့တဲ့ညီကိုတွေကတော့ VPN link ဖွင့်ပြီးကျွန်တော်ကို YouTube မှာအခုလိုမျိုးကြည့်ရှုအားပေးလို့ရပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်ကတော့ Trust နဲ့ပတ်သက်ပြီးဂုံပြုနောက်ဆုံးသတင်းတစ်ပုဒ်လေးကျွန်တော်လုတ်လိုက်ရအောင်။ကြံခဲ့တဲ့ညွေစည်းကွက်တော့ဒီဘဲတော့လစ်ပီလို့ထင်ခဲ့တာ။လာမယ့်ဆောင်းစည်းကွက်ကြတဲ့ဒီဘဲရောင်းခံရမယ်လို့ထင်တာ။ဒါပေမဲ့ဘာဖြစ်လဲ။အသေးမှရှိနေပြီးတော့ ကြရဇေယုတ်ကနေစေးဆက်ထင်ပြီးတော့ twin go ဖန်တီးမှုတွေလက်ရှိချိန်မှာအများဆုံးလှုပ်ထားတာအာဆင်နယ်တင်းရဲ့ဒီယာတီပြိုင်ပွဲဆုံမှာ twin go ဖန်တီးမှုစုစုပေါင်းအများဆုံးပါဝင်ပတ်သက်ထားတာက trossard twin go 9ကိုဖန်တီးမှု9ချိန်စုစုပေါင်း10ချိန်ထိလှုပ်ထားတယ်အဇီးနဲ့ declan right ကဒုတိယနေရာမှာရှိပြီးတော့ twin go ဖန်တီးမှုစုကြောင်း10ချိန်လှုပ်ထားတယ်စာကာနဲ့ yogurt က6ချိန်ဒါ twin go ဖန်တီးမှုပေါ့နော်စရုပ်ထားနေရာမှာတော့ martinelli နဲ့ဒီ မင်းမင်းတို့ထင်ပါဂေဗီယံမကာဟီရိုကတော့ twin go ဖန်တီမှုစုပေါင်း9ချိန်ဒီချက်လက်တွေကိုကြည့်လိုက်မယ်ဆိုအာဆင်နယ်ကနေရာစုံမှာ goal သွင်းနိုင်တဲ့ player တွေကြီးပဲတဦးတယောက်ကိုမိခိုပြီးတော့ goal ရဖို့အတွက်မျှော်လင့်နေတဲ့အသင်းမျိုးမဟုတ်ဘူးအဲ့တော့တစ်ဖက်ကကြည့်မယ်ဆိုနေရာစုံမှာ goal သွင်းနိုင်တာမှန်တယ်ဒါပေမဲ့ကျန်ခဲ့တဲ့ရာသီတွေလိုမဖြစ်ဖို့လိုအပ်တယ်။ကိုးရဖို့လိုတဲ့ခါကျရင်တွေ့ဝင်မနေဖို့လိုအပ်တယ်။ဒါပေမဲ့ဒီရာသီမှာတခုကောင်းလာတာအစည်းလိုမျိုးရတဲ့ chance တိုင်းကိုဖျဲပြီးကန်တဲ့အသင်းအတွက် goal တွေရှာဖွေပေးနိုင်တဲ့ player မျိုးတွေတဖြည်းဖြည်းနဲ့များပြားလာတာ။ ဇူမီဒီယာဆာဂိုးသွင်းနိုင်တယ်ဗောလေအဲ့တော့ဒီယာတီမာထော့ဆက်နေတဲ့အာဆင်နယ်တင်းတဲ့ပြိုင်ပွဲဆုံး15ပွဲမှာ10ပွဲပွက်ထွက်တာတယ်ငါးဂိုးသွင်းငါးလုံးဖန်တီးထားပါတယ်သူ့အနေနဲ့အာဆင်နယ်အသင်းမှာ136ပွဲကစားပြီးသွားပြီ33ဂိုးသွင်း28လုံးဖန်တီးအဝါကတ်ငါးကတ်နှစ်ဝါတတိတကတ်နဲ့ဂိမ်းမီတပေါင်း8600ကျော်ကစားထားတယ်သူ့ရဲ့ကစားသမားဘွား KRC ချမ်းမာတော့ပွဲပေါင်း120ကစားခဲ့တယ် brighter မှာတော့ပွဲပေါင်း120ပွဲအခုအာဆင်နယ်မှာ136ပွဲဆိုတဲ့အတွက်သူ့ရဲ့ကစားသမားဘွား တွင်းကိုဖန်တီးမှုအများဆုံးအသင်းအသင်းအတွက်ပါဝင်ပတ်သက်မှုပွဲတွေအများကြီးဆော့ထားတဲ့အသင်းကတော့အာဆင်နယ်ဖြစ်ရှိနေပါတယ်ထော့ဆက်တယောက်အာဆင်နယ်မှာနှစ်တည်းအများကြီးဆက်ရှိမလားစောင့်ကြည့်သွားတော့မှာပါအဆုံးထိကြည့်တယ်လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ